ခိုင်းတိုင်းရွှေဘူခရိုင်ဝက်လက်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုမိရှုပ်ပြီးအထိုင်စခန်းကိုပြန်လာတဲ့စစ်ကောင်မရှင်တပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution ဝက်လက်တပ်ဖွဲ့စီကတီးရပါတယ်။ ရွာသားကြီးခန်းကနေအင်အား180ဝန်းကျင်နဲ့ထွက်လာပြီးကျေးရွာတွေတဲကိုမီးလိုက်ရှုတ်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာနိုဝင်ဘာလ6ရက်နေ့မှာအထိုင်စခန်းရှိတဲ့ဝက်လက်မြို့တွေကိုမရောက်ခင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရမှာစစ်ကောင်မရှင်တပ်သား18ဦးသေဆုံးပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်2ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်သားတွေဟာဝက်လက်မြို့မှာရှိတဲ့အထိုင်စခန်းတွေကိုဝင်ရောက်ထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ အပြန်အလှန်ပြစ်ခတ်မှုဖြစ်စဉ်တွင်မှစစ်ကောင်မရှင်တပ်သား18ဦးတေဆုံးတာနဲ့ပတ်သက်ပြီး People Radio မြန်မာအနေနဲ့တခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရှင်။အဲ့ဒီစစ်ကော်မရှင်တပ်သားတွေဟာရွာသားကြီးထိုင်စခန်းကနေဝက်လက်ထိုင်စခန်းဘက်ကိုပြောင်းရွှေ့နေတဲ့တခြားကာကွယ်ရေးတပ်သားတွေနဲ့အပြန်အလှန်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့အစီခံတော်လှန်ရေးတပ်ဖွဲ့၊လျက်စီပြောက်ကြားတပ်ဖွဲ့၊နတ်တော်နဂါးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါဗါတယ်။ လက်ရှိမှာတော့စစ်ကော်မရှင်တပ်သားတွေဟာဝက်လက်မြို့နယ်အတွင်းမှာစစ်ကြောင်းတွေဖြန့်ကျက်ပြီးလှုပ်ရှားနေတဲ့အတွက်အချိန်မရွေးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနိုင်တာကြောင့်ပြည်သူတွေအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကထုတ်ပြန်ထားတဲ့တတိပေးလမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့ပြောကြားထားပါတယ်ရှင်။